ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ကိုဝင်ဆောင်မိခင်နေကိုဝင်ရဲ့ပထမ3လပတ်မှာအာထရာဆောင်းရိုက်တာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အထရာဆောင်းရိုက်တယ်ဆိုတော့တချို့ကလည်းစိုးရင်ပူပန်မှုရှိတာပေါ့နော်အထရာဆောင်းရိုက်တဲ့အခါမှာတရေသားလေးကိုထိခိုက်မှုရှိသလားဆိုပြီးတကယ်တမ်းကျတော့အထရာဆောင်းရိုက်တာကျတော့သူကအတန်လှိုင်းကိုအသုံးပြုပြီးတော့ရိုက်တာဖြစ်တဲ့အတွက်ဒီဓာတ်မှန်တွေဘာတွေရိုက်တယ်လို့မျိုးဓာတ်ရောင်ကြီးရဲ့ ဆိုးကျိုးတွေကိုခံစားရတာမရှိဘူးပေါ့နော်နောက်ပြီးတော့ဒီ ultrasound အသုံးပြုလာကြတာဒီနှစ်30အတွင်းမှာ ultrasound ရိုက်တဲ့အတွက်ကြောင့်မဟုတ်လို့ဒရီသားကိုထိခိုက်မှုရှိတယ်ဆိုတော့အချက်လက်မျိုးတွေတခုမှမတွေ့ခဲ့ရဘူးပေါ့နော်ဒါကိုဝင်ဆောင်မှာ ultrasound ရိုက်မယ်ဆိုလို့ရှိရင်လုံးလုံးလက်လက်အနေရမရှိပဲနဲ့ဒါဆရာမညွှန်ကြားတဲ့အခါတိုင်းရိုက်လို့ရပါတယ်။နော်အထရဆောင်းရိုက်တဲ့အခါမှာလည်းဆရာမတို့ကပုံမှန်ရိုက်နေကြ 2D အထရဆောင်းရဲ့နောက်အခုတိုးတက်လာတဲ့အချိန်မှာ 3D 4D အထရဆောင်းနဲ့ဆိုပြီးတော့ ေါ်ပေါက်လာတယ်ပေါ့နော်အဲ့တော့ 3D 4D ultrasound ကတော့နောက်ပိုင်းကိုဝင်လာရင်ပြီးနောက်ပိုင်းမှာရိုက်တဲ့ဥစ္စာဖြစ်တော့အခုဆီမားကဒီကိုဝင်စရှိခါစမှာရိုက်တဲ့ 2D ultrasound အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှာပဲဖြစ်ပါတယ်အဲ့တော့ကိုဝင်ရှိတဲ့အချိန်မှာ ultrasound ကဘယ်အချိန်မှာရိုက်ရင်ကိုဝင်ရှိအောင်မြင်ရပြီလဲဆိုတော့ကိုဝင်ဒီ၅ဘတ်ခွဲနဲ့၆ဘတ်ပေါ့เนาะအဲ့တော့တချို့ကကိုဝင်ရှိရင်ရာသီပြောက်တာလေးတိတိချင်းအัลထရာဆောင်းသွားရိုက်မယ်ဆိုကိုဝင်၄ဘတ်လောက်မှာဆိုလို့ရှိရင်တော့အัลထရာဆောင်းထဲမှာက တရီသားလေးရှိတာမမြင်ရဘူးပေါ့နော်အဲ့တော့ကိုဝင်၅ဘတ်ခွဲနဲ့၆ဘတ်မှာဆိုလို့ရှိရင်တော့စပြီးတော့အထဆောင်ရိုက်တဲ့အခါမှာဒီတရီအိတ်ကလေးကိုတအိမ်ထဲမှာတွေ့နိုင်တယ်ပေါ့နော်အဲ့တော့ဒီဟာကိုဝင်ဘယ်နှဘတ်မှာအထဆောင်ရိုက်တင်တယ်လဲဆိုတော့အမျိုးသမီးတစ်ယောက်ကဒီကိုဝင်ဆောင်နေတဲ့အချိန်တွေမှာတစ်ခါပဲအထဆောင်ရိုက်ခွင့်ရမယ်ဆိုလို့ရှိရင်တော့သူကရိုက်တာဟာဒုတိယကိုဝင်၃လဘတ်ပေါ့နော်ဒီ၁၈ဘတ်ကနေပြီးတော့၂၂ဘတ်အတွင်းမှာတစ်ချိန်ပဲရိုက်မယ်ဆိုတော့ဒါတစ်ချိန်ပဲ သူ့အတွက်ကတချိန်မဲ့ရိုက်ခွင့်ရှိတယ်ဆိုပေါ့ဒါပေမဲ့ဒီပထမ3လဘက်ပေါ့ကိုဝင်လာနှူတဲ့အချိန်မှာရိုက်တဲ့အခါမှာဆိုလို့ရှိရင်ဘလို့ကောင်းကျိုးတွေရှိလို့ရိုက်ကြတယ်လဲဆိုတော့နံပါတ်1ဒီ9ဘက်ခွဲ6ဘက်ကခုနပြောသလိုပေါ့နော်အဲ့တော့ကိုဝင်ရှိနေတဲ့ကိုဝင်ရေအိတ်ကလေးတရေအိတ်ကလေးကိုတိတ်နေမှာတွေ့နိုင်ပြီဆိုတော့ဒီ9ဘက်ခွဲ6ဘက်အတွင်းမှာကိုဝင်ရှိမရှိသိနိုင်တယ်နောက်တစ်ခုကကြတော့ဒီကိုဝင်ဟာအမှားကိုဝင်လားနော်တယောက်တည်းကိုဝင်လားဒါကိုလည်းသိနိုင်တယ်ဘာလို့လဲဆိုတော့ ဒီဟိုအမွှာကိုဝင်နေဆိုလို့ရှိရင်ဆ iam တော့နောက်ပိုင်းမှာဒီကိုဝင်လေးဟာတရေရေအိတ်တစ်ခုထဲမှာဖြစ်နေတဲ့အမွှာလေးလားနော်အချင်းတစ်ခုရဲ့ဖြစ်နေတဲ့အမွှာလေးလားဒါမို့လို့ရှိရင်တရေရေအိတ်တိတန့်စီလားအချင်းတိတန့်စီလားဒါတွေကကိုဝင်ပထမ3လဘက်အတွင်းမှာရိုက်တဲ့အောက်ထောက်စောင်းနေမှာပို့ပြီးတော့ခွဲခြားလို့ရတာ ောင်เนาะနောက်တစ်ခုကတော့တတိတဲတဲ့အခါမှာပုံမှန်ဒီတိမ်ထဲမှာတတိတဲတာဟုတ်ရဲ့လားသို့မဟုတ်လို့ရှိရင်တိမ်ပြင်ပတတိတဲတဲ့ပေါ့နော် atopic pregnancy လို့ဖြစ်နေသလားဆိုတာကိုလည်းဒီစောပိုင်းမှာရိုက်လို့ရှိရင်သိလို့ရတယ်နောက်တစ်ခုကတော့ဒီတတိသားလေးရဲ့အသက်ဝင်မှုပေါ့နော်အဲ့တော့ဒီကိုဝင်က6ပတ်ကျော်လာပြီဆိုလို့ရှိရင် နှလုံးခုန်လေးမြင်လာရပြီเนาะအဲ့တော့ဒေတာလေးနှလုံးခုန်နာကိုဒီအတော့ဆောင်းမှာမြင်ရပြီဆိုလို့ရှိရင်ဒီကိုဝင်လေးဟာပုံမှန်ဆက်လက်ဖွင့်ပြိုးအတွက်ကိုတော်တော်သေချာသလောက်ဖြစ်ပြီပေါ့เนาะအဲ့တော့အဲ့ဒါကိုလည်းသိနိုင်တယ်နောက်တစ်ခုကဒီတအိမ်ထဲမှာတတိတွေ့တဲ့အချိန်မှာတွေ့တဲ့တတိကနေပြီးဆင်မတို့ sub choreo နဲ့ hematoma လို့ခေါ်တာပေါ့เนาะဒီသူတွေ့တဲ့နေရာကနေပြီးသွေးနည်းနည်းထွက်တဲ့ဟာလေးရှိတယ်ဟောဒီလိုမျိုးသွေးထွက်နေတာလေးရှိသလားဆိုတာကိုလည်းမြင်နိုင်တယ်ပေါ့အဲ့တော့ဒီတတိအိတ်ကလေးရဲ့ကိုဝင် တဲ့အပတ်ကိုလေဒီပထမ3လပတ်အတွင်းမှာရိုက်တဲ့ ultra sound ကအမှန်ဆုံးပဲပေါ့နော်။ဘာလို့ဆိုတော့နောက်ပိုင်းဒုတိယ3လပတ်တို့တတိယ3လပတ်တို့မှာရိုက်တဲ့ ultra sound တွေကြားလို့ရှိရင်ခလေးတကယ်ရှိတဲ့ကိုဝင်သက်နဲ့နည်းနည်းလေးလွဲမှားမှုလေးတွေကပုံများလာတယ်။အဲ့တော့ပထမ3လပတ်အတွင်းမှာရိုက်လိုက်တဲ့ ultra sound ကတော့ဒီကိုဝင်သက်ကိုတွက်တဲ့အခါမှာဘယ်နှပတ်လဲ၊မွေးမှဟာဘယ်လောက်လဲဆိုတာဒါပထမ3လပတ်မှာရိုက်တာအမှန်ဆုံးပဲပေါ့နော်။နောက်ခါကျတော့ဒီတထေသားလေးက ဒီတိမ်ထဲမှာရှိတာကောင်းတာမကောင်းတာနှလုံးခုန်တာတွေမြင်ရတဲ့အပြင်ကိုဝင်ဆောင်မိခင်တွေအတွက်မှာလဲဥမာမျိုးဦးအိမ်မှာများရေအိတ်တဲနေတာရှိသလားပေါ့နော်ဒါလေးတွေလည်းကြည့်လို့ရတယ်နောက်တိမ်ထဲမှာမယုံမလို့ခေါ်တဲ့အသားလုံးရှိသလားဒါတွေကိုလည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီပထမ3လဘက်ကူမှဆင်မတော့ခွဲထားလိုက်မယ်ဆိုလို့ရှိရင်ဒီ9ဘက်ခွဲ6ဘက်ကနေပြီး17ဘက်အထိကိုတခါပေါ့အဲ့တော့ခုနကပြောသွားတဲ့ဟာလေးတွေကဒီ17ဘက်အထိမှာအသေးသေးချာချာတည်ရတယ်ဟာပေါ့နော်နောက်တစ်ခုကတော့ စတဲ့ဘက်ကနေ14ဘက်အတွင်းပေါ့เนาะအဲ့တော့စတဲ့ဘက်ကနေ14ဘက်အတွင်းကြတော့ဘာတွေသိနိုင်လဲဆိုတော့အချင်းဖြစ်လာတဲ့အခါမှာအချင်းတည်နေသလားဥမာသွေးစင်းတဲ့ကိုဝင်နေပါလေရှိတယ်ဆိုလို့ရှိရင်အချင်းလေးများအောက်ကြသလားဒါတွေကိုလည်းသိနိုင်တယ်ပေါ့เนาะနောက်ကိုဝင်သက်ဆက်လက်ဖွံ့ဖြိုးလားဆိုတော့လည်းဒါကြည့်လို့ရတယ်အဲနောက်တစ်ခုကကြတော့ ခလေးလေးတွေမှာ nuclear translucency လို့ခေါ်တာပါဆိုတော့ဒီဂုတ်ပိုးအရေပြားအောက်မှာရေစုနေတာတွေများနေသလားပေါ့เนาะအဲ့တော့ဒီ nuclear thickness ကများနေဆရာမတော်ဘာနဲ့တွက်လို့ရလဲဆိုတော့ chromosome ရဲ့ anomaly ဆိုတာဒီ down syndrome နဲ့ဆက်ဆက်မှုရှိနေသလားပေါ့เนาะဒါလေးတွေကိုလည်းကြည့်လို့ရတယ်ပေါ့ဒီမိခင်ကနေသွေးရနေတစ်ဆင့်စစ်ဆေးတဲ့ marker တွေအပြင်ကိုပေါ့เนาะဒီ တရေသားလေးရဲ့ဂုတ်ပိုးရဲ့အထူပေါ့ရေရေစုစောင်းနေပြီးတော့ထူနေတာလေးတွေညားနေတယ်ဆိုလို့ရှိရင်တော့ဒါ down syndrome နဲ့ဆက်ဆက်မှုရှိတယ်ဆိုတာဒါပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ ultrasound ရိုက်တဲ့အခါမှာ တချို့တွေပြောတယ်ခလေးလေးထိခိုက်မှုရှိသလားလာနုနေတော့လာနုတာလာရင်တာနဲ့မဆိုင်ဘူးပေါ့နော်အဲ့တော့စိုးရင်ပွဲရအချက်လက်တွေရှိတယ်ဥမာကိုဝင်လာနုနုနဲ့သွေးစင်းနေတာရှိတယ်ဒါမျိုးတွေရှိတယ်ဆိုလို့ရှိရင်တော့ဒါအာထရဆောင်းကရိုက်တင်တဲ့အထဲမှာပါတယ်ပေါ့နော်ဟိုအာထရဆောင်းရိုက်ပြီးလို့ရှိရင်အဖြေတွေတိနိုင်တယ်နောက်ဒီအာထရဆောင်းရိုက်တဲ့အခါမှာလဲဆရာမတို့ကဒီဘိုက်ကရိုက်တဲ့ trans abdominal scan ဆိုတာရှိတယ်ဒီ trans abdominal scan နဲ့ရိုက်မယ်ဆိုလို့ရှိရင်တော့စီးအိမ်တင်းမှုလို့တယ်အော်စီးအိမ်ထဲမှာစီးအိမ်တင်းပြီးတော့ရေပြည့်နေတဲ့အချိန်ကြမှာဒီတရေသားလေးရဲ့ပုံရိပ်တွေကြည့်ရတာပို့ပြီးတော့ကောင်းနေပေါ့နော်အဲ့တော့ ဟိုစီးအိမ်ထဲမှာရေပြည့်ဖို့ဆိုတာလေချက်ချင်းဟာရေတောက်လိုက်မယ်ဆိုချက်ချင်းစီးအိမ်ကပြည့်သွားတာမဟုတ်ဘူးပေါ့နော်စီးမသွားမယ်နဲ့အချိန်ဥမာနှစ်နာရီလောက်အထိစီးမသွားပဲအောင့်ထားတဲ့အချိန်ညမှာပဲဒီစီးအိမ်ကတင်းမှာပေါ့နော် နောက်ဒီ trans abdominal scan လို့ခေါ်တဲ့ဘိုက်ကရိုက်တဲ့ ultrasound နဲ့မပြတ်သားတာတွေရှိတယ်တခုအဖြေကိုတိတ်ပြီးတိတိကျကျတေချာမသိနိုင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်တော့ဆင်မတော့ trans vaginal scan လို့ခေါ်တဲ့ဒီမိမကိုအဝနေပြီးတော့ ultrasound probe ကိုပေါ့နော်ဒီဘိုက်ပေါ်ကရိုက်တာမဟုတ်ဘဲနဲ့ မိမကိုအတွင်းမိုင်းနေပြီးရိုက်တဲ့ ultrasound နဲ့ရိုက်လို့ရှိရင်เนาะဒီ TAS ပေါ့ transabdominal scan မှာမမြင်ရတဲ့ဟာတွေကိုပို့ပြီးတော့တိတိကျကျပြပြတသားပို့ပြီးမြင်ရတဲ့အခါရှိတယ်ပေါ့เนาะအဲ့တော့လားနူတော့မှာဘိုက်ကရိုက်တာမမြင်ရပေမဲ့လို့ဒီ transvaginal scan နဲ့ရိုက်တဲ့အခါလည်းမြင်ရတာတွေရှိတယ်ပေါ့เนาะအဲ့တော့လိုအပ်တဲ့အခါမှာဒီ ultrasound ရိုက်တဲ့ဥစ္စာတွေကိုကိုဝင်ဆောင်မိခင်အနေနဲ့စိတ်ချလက်ချရိုက်နိုင်ပါတယ်ဆိုတာကျွန်မအကြံပေးပြောကြားလို့ပါတယ် CFAM, caring for well-being.